ါမလေးစကပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မလေးရှားမှာအလုတ်လိုက်ရှားနေတဲ့သူတွေဒီလုပ်ငန်းနေပြီးတော့မှနောက်တစ်လုပ်ကိုပြောင်းပြီးလုပ်ချင်တဲ့သူတွေအတွက်ကျွန်တော်တို့မေးရဆန်းရတဲ့နေရာမှာဒီလိုမျိုးလေးတွေမေးရတယ်ဆိုတာကိုကျွန်တော်ဗီဒီယိုလေးနဲ့ဒီမှာရှင်းပြပေးထားပါတယ်နော်။ကျွန်တော်တို့ကဆိုင်တဆိုင်တိုင်းပဲဖြစ်ဖြစ်เนาะစိတ်ယုံတယုံပဲဖြစ်ဖြစ်သွားပြီးတထင်းနဲ့တည်းရဲ့စကားပြောမယ်ဆိုရင်ဘော့ saya nak tanya sikit. Boss, saya nak tanya sikit. ဒါဆိုရင်ကျွန်တော်တို့ကတထဲကိုခွင်တောင်းတဲ့ပုံစံမျိုးပေါ့နော်။တထဲကျွန်တော်နည်းနည်းလောက်မေးချင်လို့လို့ပြောတဲ့အဓိပ္ပာယ်ပါ။ဘော့စာရနတညာစိကတထေကျွန်တော်နည်းနည်းလောက်မေးချင်လို့လို့ပြောတဲ့အဓိပ္ပာယ်ပါ။ဘော့ဆိုတာတထေကိုပြောတာစာရဆိုတာကျွန်တော်နတညာဆိုတာမေးချင်လို့စိကဆိုတာနည်းနည်းเนาะ။ဘော့စာရနတညာစိကတထေ chân nên nên lâu mấy chân lô lô biểu đề đề bài bản nó đại gia mà hồ bên này chân nó thấy hiểu khuyên bài này bông này miêu bản nó bỏ sai yên nát tay nhà xích thế chân nên nên lâu mấy chân lô lô biểu đề đề bài nó mấy chân lô sau chân nó đã lâu xa để bông này miêu bản nó lâu xa để lâu lâu là lâu xì là tham miêu chân nó rồi à ní miêu giống này biểu lý ai nó nào được rồi mà xin đi ăn được cái chưa có xong cơ စီနီအဒကေဂျေကောဆောင်ကဒီမှာအလုတ်အလွတ်ရှိလားလို့ဒါမျိုးလည်းမေးလို့ရတယ်နော်စီနီအဒကေဂျေကောဆောင်ကဒီမှာအလုတ်အလွတ်ရှိလားလို့ဒါမျိုးပုံစံနဲ့လည်းကျွန်တော်တို့ဒါအလုတ်ရှာရင် မေးလို့ရတယ်နော်စီနီဆိုတာဒီမှာအာဒဆိုတာရှိတယ်ကေဂျာဆိုတာအလုတ်ကောဆောင်ဆိုတာအလုတ်ကာဆိုတာကျွန်တော်တို့ကနောက်ကလားလို့အဓိပ္ပာယ်ရတယ်နော်စီနီအဒကေဂျေကောဆောင်က ဒီမှာအလုတ်အလုတ်ရှိလာလို့ဒါမျိုး ပုံစံနဲ့လည်းကျွန်တော်တို့အလုတ်ရှာရင်မေးလို့ရပါတယ်เนาะစီနီအာတကေချာကောဆောင်ကဒီမှာအလုတ်အလုတ်ရှိလာလို့ဒါမျိုးပုံစံနဲ့လည်းကျွန်တော်တို့မေးလို့ရပါတယ်เนาะနောက်နောက်ထပ်မေးလို့ရတဲ့ပုံစံလေးတွေရှိသေးတယ်เนาะစီနီအာတဂျာဝတန်ကောဆောင်ကစီနီအာတဂျာဝတန်ကောဆောင်ကဒီမှာနေရာအလုတ်ရှိလာเนาะအလုတ်အလုတ်ရှိလာဒါမျိုးပုံစံနဲ့လည်းမေးလို့ရတယ်เนาะ sini ada jawatan kosong ga di ma niya alo shi la lo pyo de adeibe ba no sini sa da di ma ada sa da shi de jawatan sa da niya ro alo bo no dia myo pyo da ba kosong sa da le alo ko pyo da ka sa da la lo adeibe ya de sini ada jawatan kosong ga ဒီမှာနေရာအလွတ်ပေါ့နော်လစ်လက်တဲ့နေရာတို့နေရာအလွတ်ရှိလားလို့ဒါမျိုးပုံစံနဲ့လည်းအလုရှာရင်ကျွန်တော်တို့မေးလို့ရပါတယ်နော်စီနီအဒဂျာဝတန်ကောဆောင်က ဒီမှာနေရာအလွတ်ရှိလာပေါ့နော်ဒါမျိုးပုံစံနဲ့လည်းအလွတ်ရှာရင်ကျွန်တော်တို့မေးလို့ရပါတယ်နော်နောက်ထပ်မေးလို့ရတဲ့ပုံစံတွေရှိပါသေးတယ်နော်အာဒကေဂျေကောဆောင်လကီကာအာဒကေဂျေကောဆောင်လကီကာနောက်ထပ်အလုတ်လိလက်တဲ့နေရာရှိသေးလားဒါမျိုးပုံစံနဲ့လည်းကျွန်တော်တို့မေးမယ်ဆိုရင်မေးလို့ရတယ်နော်အာဒကေဂျေကောဆောင်လကီကာနောက်ထပ်အလုတ်လိလက်တဲ့နေရာရှိသေးလားလို့မေးတဲ့ပုံစံဖြစ်ပါတယ် အာဒဆိုတာရှိတယ်ကဲကြဆိုတာအလုတ်ကောဆောင်းဆိုတာအလုတ်လို့ပြောတာလက်ကီးဆိုတာနောက်ထပ်ကောဆိုတာလားလို့အဓိပ္ပာယ်ရတယ်အာဒကဲကြကောဆောင်းလက်ကီးကနောက်ထပ်အလုတ်လိလက်တဲ့နေရာရှိသေးလားလို့ဒါမျိုးပုံစံနဲ့လည်းကျွန်တော်တို့မေးလို့ရပါတယ်နော်အာဒကဲကြကောဆောင်းလက်ကီးကနောက်ထပ်အလုတ်လိလက်တဲ့နေရာရှိသေးလားလို့ပြောတယ်အဓိပ္ပာယ်ပါနော်ဒါဆိုရင်ကျွန်တော်တို့ကတထည့်ရလဲပြန်မေးမယ်ပေါ့နော် ဘရာပိုအရမ်မောင်းကေဂျာဟိုကအလုတော့ရှောက်လို့ရှင်အလုတော့ရပြီမှန်တယ်ဒါပေမဲ့ဘယ်နှစ်ယောက်လောက်အလုလုံးမှာလဲဒါမျိုးပုံစံဆိုရင်လည်းတတိယပြန်မေးတာရှိတယ်နော်ဘရာပိုအရမ်မောင်းကေဂျာဘရာပိုအရမ်မောင်းကေဂျာဘယ်နှစ်ယောက်အလုလုံးချင်တာလဲလို့ပြောတဲ့အတိတ်ပဲပါဘရာပိုအရမ်ဆိုတာဘယ်နှစ်ယောက်မောင်းဆိုတာဂျင်းဒီကေဂျာဆိုတာအလုဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ဒီကြောင်းနဲ့ပြောမယ်ဆိုရင်ဘရာပိုအရမ်မောင်းကေဂျာ ဘယ်နှစ်ယောက်အလုပ်လုပ်ချင်တာလဲလို့ဒါတတိယပြန်မေးတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်ဘရာပေါ်အော်ဒါမောင်ကေဂျာဘယ်နှစ်ယောက်အလုပ်လုပ်ချင်တာလဲလို့ပြောတဲ့အတိတ်ပဲပါနော်နောက်တစ်ခုကကနာပူအဝတ်တမောင်ကေဂျာဆာနာကနာပူအဝတ်တမောင်ကေဂျာဆာနာဒါကကျွန်တော်တို့ဘာဖြစ်လို့ဒီလိုမေးလဲဆိုတော့အလုပ်တစ်ခုမှာကိုကလုံနေတယ်အဲ့လိုမလို့ဟုတ်နဲ့ထွက်လာလို့ရှိရင်တတိယ မေးတဲ့ပုံစံမျိုးပေါ့နော်ကနာပိုးအဝတာမုံကေဂျေဆာနာဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲပေါ့ဒါသူတို့ကစကားမေးနေကြစကားရှိတယ်နော်ပုံမှန်လဲလုံနေတာပဲဒါပေမဲ့အဲ့ရထွက်ပြီးဒီမှာဘာလို့လားလုံထားလဲဒါမျိုးပုံစံနဲ့မေးမယ်ဆိုရင်ကနာပိုးအဝတာမုံကေဂျေဆာနာကနာပိုးအဝတာမုံကေဂျေဆာနာဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲလို့ဒါတတိယကိုမေးတဲ့ပုံစံနော်ဒါမျိုးလေးတွေမေးတယ်နော်ဒါတတိယတော်တော်များများကနာပိုးအဝတာမုံကေဂျေဆာနာ ဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲပေါ့နော်မင်းဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲပေါ့နော်ဒီမှာမင်းတလုံးထည့်လို့ရအောင်နော်အဝဆိုတာမင်းနော်ကနာပူအဝတမောင်ကေဂျေဆာနမင်းဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲကနာပူအဝတမောင်ကေဂျေဆာနမင်းဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲလို့ပြောတဲ့အဓိပ္ပာယ်ပါနော်ကနာပါဆိုတာဘာဖြစ်လို့အဝဆိုတာမင်းတမောင်ကေဂျာဆိုတာအလုံးမလုံးချင်တာလဲစာနာဆိုတာဟိုမှာကနာပူအဝတမောင်ကေဂျေဆာနာ မင်းဘာလို့အဲ့ဒီမှာအလုံးမလုံးချင်တာလဲလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်ဒါတတိယဒါမျိုးကိုယ်မေးတဲ့ပုံစံမျိုးဖြစ်တယ်နော်နောက်တစ်ခုကတတိယဘာမေးမလဲဆိုရင်ဒူလူအဒုပငါလမန်ကေဂျူအပအဝဒူလူအဒုပငါလမန်ကေဂျူအပအဝမင်းအရင်တုန်းကဘာအလုံးအတွေ့အကြုံရှိလဲလို့မေးတဲ့ပုံစံမျိုးဖြစ်တယ်နော်ဟိုအရင်တုန်းကကိုယ်ဘာလုပ်ခဲ့ဘူးတာလဲပေါ့နော်အလုံးကအတွေ့အကြုံဘာရှိလဲတတိယဒါမျိုးတွေမေးတယ်နော်ဒါမျိုးမေးတယ်ဆိုရင် Dulu ada pengalaman kerja apa awak? Dulu ada pengalaman kerja apa awak? မင်းအရင်တုန်းကဘာအလုပ်အတွေ့အကြုံရှိလဲလို့ဒါမျိုးမေးတဲ့ပုံစံမျိုးဖြစ်တယ်နော်ဒူလို့ဆိုတာအရင်တုန်းကအာဒဆိုတာရှိတယ်ပင်္ဂလာမန်ဆိုတာအတွေ့အကြုံကိုပြောတာကေဂျာဆိုတာအလုပ်အပါဆိုတာဘာလဲအဝဆိုတာမင်းဒီစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ကပေါင်းပြီးတော့ဘာသာပြန်မယ်ဆိုရင်ဒူလို့အတွေ့ပင်္ဂလာမန်ကေဂျာအပါဝါ မင်းအရင်တုန်းကဘာအလုပ်အတွေ့အကြုံရှိလဲလို့ဒါမျိုးပုံစံနဲ့တထည့်ဟာကိုရီကိုမေးလေရှိတယ်ပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့သိထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုက our do look at your upper our do look at your upper မင်းအရင်အလုပ်ကဘာလဲလို့တထည့်တွေဒါမျိုးမေးတယ်နော်ကိုကတခြားအလုပ်မှလုပ်နေတဲ့အဆင်မပြေလို့ဒီလုပ်ကိုပြောင်းလာတယ်ဆိုရင် မင်းအရင်အလုပ်ကဘာလုပ်တာလဲဒါမျိုးလေးတွေမေးလေရှိတယ်ပေါ့နော်အာဝတ်ဒူလူကေဂျူအပ်ပါအာဝတ်ဒူလူကေဂျူအပ်ပါမင်းအရင်အလုပ်ကဘာလဲလို့မေးတဲ့ပုံစံပါနော်အာဝဆိုတာမင်းဒူလူဆိုတာအရင်ကေဂျာဆိုတာအလုပ်အာပါဆိုတာဘာလဲအာဝတ်ဒူလူကေဂျူအပ်ပါမင်းအရင်အလုပ်ကဘာလဲလို့ဒါမျိုးပုံစံနဲ့မေးလေရှိပါတယ်เนาะနောက်တစ်ခုက ောက်တစ်ခုမေးတဲ့ပုံစံမျိုးကျွန်တော်တို့ရှည်သေးတယ်နော်အာဝတ်ဘွတ်ပန်တိုင်းကေဂျူအပ်ပအာဝတ်ဘွတ်ပန်တိုင်းကေဂျူအပ်ပမင်းဘယ်အလုံးမျိုးမှာတော်လဲပေါ့နော်မင်းဘယ်လိုမျိုးမှာလောက်တက်လဲဒါမျိုးလေးပြောလို့ရတယ်နော်အာဝတ်ဘွတ်ပန်တိုင်းကေဂျူအပ်ပအာဝတ်ဘွတ်ပန်တိုင်းကေဂျူအပ်ပမင်းဘယ်အလုံးမျိုးမှာတော်လဲဒါမျိုးဘာသာပြန်လို့ရတယ်နော်အာဝတ်ဆိုတာမင်းဘွတ်ဆိုတာလောက်တာပန်တိုင်းဆိုတာတော်တာကေဂျာဆိုတာအလုံး upper ဆိုတာဘာလဲเนาะ အဝဘွားပန်တိုင်းကကြအပွားမင်းဘယ်အလုံးမျိုးမှာတော်လဲလို့မေးတဲ့ပုံစံမျိုးဖြစ်ပါနော်ကိုကဘယ်လိုတဲ့ဘယ်အလုံးမျိုးမှာကိုကလှုပ်ဖူးတာလဲကျွန်းကျွန်းကျင်ကျင်နဲ့ပေါ့နော်အာတော်တာလဲပေါ့ဒါကိုတတိယမေးတာအဲ့တော့ကိုလှုပ်ဖူးတယ်ကိုအရန်တော်တဲ့အလုံးမျိုးရှိရင်ဒီမှာကျွန်တော်တို့ကအောက်မှာပြန်ဖြည့်ပေးလို့ရတယ်နော်ဒီမှာဆိုရင်ကျွန်တော်ကဥပမာအနေနဲ့စာရတောင်းဘာဝဖော့ကလစ်အဲတဘောတခုကနော်ဒီလုပ်ငန်းထဲမှာတချို့လူတွေဖော့ကလစ်မောင်းတက်တဲ့လူတွေရှိတယ် ကိုကဒီလုပ်ငန်းအနေအဆင်မပြေလို့တခြားလုပ်ငန်းမှာသွားလုပ်တယ်တခြားဆိုင်ဝင်တွေမှာလည်း forklift ရှိတယ်ဆိုရင်ကိုကအရင်တုန်းက forklift mount တက်နေတယ်ဆိုရင်ဘယ်လိုမျိုးမှတော်လဲဆိုတော့ကိုက forklift ကိုเนาะအတင်းချောကျွန်းကျွန်းချင်း mount နိုင်တယ်ဆိုရင်ဒါမျိုးပြန်ဖြည့်လို့ရတယ်စာရတောင်းဘာဝ forklift စာရတောင်းဘာဝ forklift ကျွန်တော် forklift mount တက်ပါတယ်လို့ပြောတဲ့အိဗေပါเนาะဒါဥပမာအနေနဲ့ကျွန်တော်ကဒါ forklift နဲ့ပြောပြတာကိုတခြားဘာလုပ်တက်လဲလုပ်တက်တဲ့အလို့ဆိုရင်လည်းဒီအောက်မှာဒါမျိုးဖြည့်လို့ရတယ်เนาะစာရတောင်းဘာဝ forklift စာရတောင်းဘာဝဖောက်ကလစ်ကျွန်တော်ဖောက်ကလစ်မောင်းတတ်ပါတယ်လို့ပြောတဲ့အတိတ်ပဲပါစာရဆိုတာကျွန်တော်တောင်းဘာဝဆိုတာမောင်းတတ်တယ်လို့ပြောတာနော်ဖောက်ကလစ်ဆိုတာဖောက်ကလစ်ကိုပြောတာစာရတောင်းဘာဝဖောက်ကလစ်ကျွန်တော်ဖောက်ကလစ်မောင်းတတ်ပါတယ်လို့ပြောတဲ့အတိတ်ပဲပါနော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ကဒါမလေးစကားပြောပဲပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်